အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်အဲ့တော့ရွှေဘားတို့ကလက်ရှိဒါကျွန်တော်တို့လာမယ့်စောင်းရာသီအပြောင်းရွှေ့မှာလဲဒါ Manchester City တို့ဒါရွှေဘားတို့ပေါ့နော်ထပ်မံပြီးတော့ဒါအလုပ်တွေဆက်လုပ်ဖို့ရှိသေးတယ်ဒါကျွန်တော်တို့အယောင်းဒီအဝဲဒီဒါကျွန်တော်တို့ဆက်လက်ပြီးဖြစ်ဖို့အတွက်များသေးတယ်ပေါ့နော်အယောင်းဒီလည်းဖြစ်ဖို့ရှိတယ်ဆိုတဲ့သတင်းတွေပါထွက်ပေါ်လာခဲ့တယ်အဲ့ဒါနဲ့ပတ်သက်ပြီးပြောအောင် City အသင်းတွေကိုဒါကျွန်တော် City အသင်းတွေကိုဒါကျွန်တော်တို့ဖြစ်နိုင်မယ်ဆိုရင်ဒါကျွန်တော် update တွေကိုဒါကျွန်တော်တို့နှစ်ရက်တခါသို့မဟုတ်ဒါ သုံးရတခါလောက်ဖြစ်နေကျွန်တော်အပီလို့မယ်စီးရီးတရေတက်တာနိုင်ရတယ်ဘာလို့ဆိုတော့ကျွန်တော်ဒီလောက်ဒါသူတို့ဂျန်လစ်တီကိုတိုင်ကနေရတယ်ပေါ့နော်ပြန်တော့ကျွန်တော်တို့သတင်း page ကြီးလည်းတင်တာနေရတယ်ကျွန်တော်စီးရီးတင်တဲ့ပတ်သက်ကျွန်တော်တင်တာနေခွင့်လို့ပဲအဲ့တော့ရွှေဘားကလည်းရှိမှဒါ breaking news တစ်ခုအနေနဲ့ဒါတက်လာတဲ့တစ်ခုကဘာလဲဆိုတော့သူတို့ဆောင်းမာဒီအပြောင်းရွှေမာကလေးကဒါကျွန်တော်တို့ဘိုးမောင်ရဲ့လက်ရှိခြေစွမ်းပြနေတဲ့ဒါကျွန်တော်တို့ကစားသမားဆမ်မီညိုကိုစိတ်ဝင်စားနေရဆိုတဲ့သတင်းထွက်ပေါ်လာခဲ့တယ်ဒီနေရာမှာဒါကျွန်တော်ခုနကပြောလို့ parallel ဒီနေရာမှာသူတို့လည်း parallel ပြေးတာတစ်ခုရှိတယ်ပေါ့နော်ဆမ်မီညိုကိုလည်းရှိမှဒါစီးရီးတင်တရားဝင်စိတ်ဝင်စားနေပြီဒီနေ့ ောင်းရသည်ကိစ္စမှာကဒါကျွန်တော်တို့ဒီကစားသမောင် approach လုပ်ဖို့အတွက်တရားဝင်ချိတ်ဆက်ဖို့အတွက် အကျိုးစားသွားမယ်လို့သိရတယ်မှာပါတယ်။ Manchester City အသင်းကအခုလက်ရှိနောက်ဆုံး update သတင်းတွေအရနောက်ဆုံးသွားနေတဲ့ပုံစံတွေအရဆိုရင်တော့သူတို့အနေနဲ့ဒီ right wing ကစားသမားပုံစံမျိုးဆက်ဆံဒါ full wave ပေါ့ဝင်းတစ်ခုကဒါကျွန်တော်တို့ဆော့လိုက်ရတဲ့ Jeremy Doku တို့ Savio တို့လို့ဒါကျွန်တော်တို့ဝင်းကိုကောင်းကောင်းကြီးဆော့နိုင်မဲ့ကစားသမားတစ်ယောက်ကိုထပ်ပြီးလိုချင်တဲ့ပုံမှာရှိတယ်။ဒီနေ့မှတော့အကုန်လုံးကမေးကြလိမ့်မယ်။ဒါ Jeremy Doku ရှိပြီးသားပဲ Samuel Nyo ဘာလို့လူပါလိမ့်မယ်ဆိုရင်မေးကုန်မေးလိမ့်မယ်။ဒါပေမဲ့အဖြေကဒီနေ့မှတော့ကျွန်တော် Jeremy Doku နေရာအတွက်မဟုတ်ဘူး။ကျွန်တော် Savio နေရာတို့လို့ကျွန်တော်နည်းနည်းမြင်တယ်။ Savio ကိုလည်းရှိမှာစာချုပ်တွေချုပ်လိုက်တယ်ဆိုတော့ ဲအကုန်လုံးသိပြီးသားဖြစ်လိမ့်မယ်။ဒါပေမဲ့စာချုပ်သစ်ချုပ်တဲ့အချိန်မှာကောလာဟာလာတွေက CPU စာချုပ်မှာဒါစာချုပ်ဖြတ်သိမ်းကြီးပုံစံမျိုးပါတယ်လို့သိရတယ်မှာပါတယ်။လာမယ့်နေရာဒီမှာအဲ့စာချုပ်ဖြတ်သိမ်းကြီးကအတောက်မှာဖြစ်ပြီးသူ့ကိုခေါ်ခြင်းတဲ့ club တွေနေနဲ့လာမယ့်နေရာဒီမှာခေါ်ပိုင်ခွင့်ရှိသွားမယ်ဆိုတဲ့ပုံစံမျိုးလည်းဖြစ်သွားနိုင်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွား။ဥပမာလက်ရှိမှာဒါမနစ်ကနေစောင်းရသည်။ဟိုမနစ်ကနေဒါဘယ်လိုဒီနေ့နွေရာဒီအပြောင်းရွှေ့မှာတော့ကတော်တန်ဟော့စပါတင်းက save view အရန်အသေးတန်လူချင်းခဲ့တယ် save view နေနဲ့ဒါတော်တန်ဟော့စပါတင်းကိုပြောင်းမှုတဲ့ပုံကိုရေးရသဘောတူညီမှုရခဲ့တယ်ဒါပေမဲ့ကျွန်တော်အသေးနှစ်သင်းကြားမှာဒါကျွန်တော် ကွာပတ်ကွာလာကွာနဲ့သူ့အသင်းမှာမတည်ခြင်းတဲ့လူအသင်းကထောက်ခွင့်ပြုခဲ့ပေမဲ့တကယ်တမ်းစီးရီးသေးတယ်ဒါအသင်းမှာတောင်မန်ရှားပါနေတဲ့အတွက်ကြောင့်မို့သူတို့ပြအတုံးကဒန်ယာဒီလည်းရနေတဲ့အတွက်ကြောင့်မို့ဆေးဗီယိုကိုမယောင်းမင်းနေတယ်ဆိုအဲ့တော့ဒီနေရာမှာလာဆေးဗီယိုစာချုပ်တစ်ချုပ်တဲ့နေရာမှာကစားသမားဘက်ကနေပြီးတော့သူ့အနေနဲ့လာမယ့်နေရာဒီမှာသူ့ဒါအသင်းပြောင်းချင်ခဲ့မယ်ဆိုရင်သူ့မှာစာချုပ်ဖြတ်သိမ်းခြင်းပုံစံမျိုး release clause ပုံစံမျိုးထည့်ပြီးတော့ချုပ်ခဲ့တယ်ဆိုတဲ့သတင်းတွေတော့ရှောက်ထွက်ပေါ်လာခဲ့တာတွေ့ရမယ်ဒါကြောင့်မို့လက်ရှိမှာစီးဒီအသင်းရွှေဘားတို့အုပ်စုအနေနဲ့အခုလက်ရှိမှာဆမ်မီညိုကိုလိုက်နေတယ်လို့ယူဆလို့ရသွားပြီလို့ပြောလို့ရတယ်အဲ့လက်ရှိမှာဆမ်မီညိုရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးဆမ်မီ ီညူလက်ဒီတိုင်းပဲဒါကျွန်တော်ပူပူလောလောမှာဒါကျွန်တော်ဘုံမောက်တင်းတဲ့စာချုပ်တက်တန်းတူထားခဲ့မြေအဲ့စာချုပ်တက်တန်းတူထားခဲ့တဲ့စာချုပ်မှာစာချုပ်ဖြတ်သိမ်းကြီးတရားဝင်ပါနေတယ်ဆိုတဲ့ကြောင့်ဖာဗီဂျူရူမာနုကလွန်ခဲ့တဲ့လပိုင်းလောက်ကတရားဝင်တင်ထားခဲ့တာကိုတွေ့ရမယ်ဒီမှာပါတယ်အပြောချင်တာရှင်းတယ်စီတီတင်းတဲ့ဒီယာနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုဒါ movement တွေကိုဆက်လက်ပြီးလုပ်ဖို့တော့သူအနေနဲ့ကြိုးစားနေတာကိုတွေ့ရမယ်သို့ပေမဲ့တော့ညာလဲ Manchester City အသင်းကအခုလက်ရှိဒီအပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့သူအနေနဲ့ အရင်ကြည့်တာဆို push လုပ်သွားတယ်ဒီ long long နေနေရဒီဒီအပြောင်းရှုကိုစောင့်သွားနိုင်တယ်ပေါ့ဒါပေမဲ့လက်ရှိမှာသူတို့အနေနဲ့ရှင်းပါတယ်ဒီနေ့စောင့်အောင်ဒီကကရီကာသူတို့ဆက်မီညိုကိုခေါ်ခြင်းနဲ့ဒီနေ့မှာဒါသူတို့အနေနဲ့ဒါ Premier League ကိုရနိုင်စွမ်းရှိတယ်လူစီတီဘက်ကလည်းသူတို့ကိုယုံကြည်ထားတယ်ဒါသူတို့အနေနဲ့အကြံမှုလေလူထက်ဖြည့်ဖို့အတွက်ကြိုးစားနေတာပေါ့နော်ဒါကျွန်တော် Champion League ကို Premier League ကိုနှစ်ခုလုံးဝင်တာကျွန်တော်နင်းနိုင်အောင်ဒါ City တင်းနဲ့တိတ်တိတ်ချာချာ balance ဖြစ်နိုင်အောင်ကြိုးစားနေတယ်လို့ဆိုလို့ရမယ့်သဘောမှာရှိတယ်အဲ့တော့ City တင်းနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ဒီစားတော့မှ Liverpool Spa United တို့စိတ်ဝင်စားနေခဲ့ပေမဲ့ဒါကျွန်တော်တို့ ဒီအသင်းတွေထဲမှာဒါ United နဲ့ Liverpool ကတော့ဒါကျွန်တော်တို့ဝေးကြီးရအများကြီးသုံးလို့ရမှာမဟုတ်ဘူး Spurs ကတော့သုံးလို့ရတယ် Spurs နဲ့ဒါကျွန်တော် CD နဲ့ဒါကျွန်တော်ရှင်းမယ်ဆိုတော့ of course ဒါကစားသမား CD ကိုပဲပို့ပြီးတော့ပြောင်းဖို့အတွက်သူအနေနဲ့စူးစမ်းသွားနိုင်တယ်ဆိုတဲ့သတင်းထွက်ပေါ်လာခဲ့တယ်အဲမြို့တော်ပဲစိုးစိကမို့ဒါကျွန်တော် CD အသင်းတွေခုနကပြောလို့ CVU ရဲ့စာချုပ်မှာစာချုပ်ဖြတ်သိမ်းခြင်းပါတယ်ဆိုတော့ဖြည်းဖြည်းနဲ့ပို့ပို့ပြီးတည်တာရခဲ့တဲ့အချက်ကတော့ဒါကျွန်တော်တို့ဒါ Semenyo နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်လက်ရှိမှာ သတင်းကြာဒါကျွန်တော်တွက်ချက်ကြည့်လို့ရတယ်အဲ့တော့ဆမ်မီနိုကိုဒါကျွန်တော်တို့လက်ရှိမှာ Manchester City ပြိတ္တတော်များသဘောကျပြီးသားဖြစ်တယ်ဒါနဲ့ပတ်သက်ပြီးဒါကျွန်တော်အကုန်လုံးကလက်ခံနိုင်တဲ့အကြောင်းရှိတစ်ခုလို့လည်းအကုန်လုံးယုံကြည်မယ်လို့မြင်တယ်ဒါပေမဲ့မီတိုပင်စူးစေးကမှုဒါနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ဆယ်ဗီယိုကိုရောင်းရမယ်ဆိုတဲ့အကြောင်းရှိကိုလူတွေသိမှကြတယ်ကစားသမား၃ယောက်လုံးကိုအသင်းမှာထားပေါ့နော်ဂျယ်ရမီဒိုကူကိုဆေးဗီယိုဆမ်မီနိုကို၃ယောက်လုံးထားပေါ့အဲ့လိုပုံစံဒါပေမဲ့တချို့ကြတဲ့ဆေးဗီယိုမကြိုက်ကြဘူးဆေးဗီယိုကိုရောင်းပြီးဆမ်မီနိုကိုလည်းအစားထိုးမယ်ဆိုတော့အကုန်လုံးကသဘောကျကြတဲ့လူတွေရှိပါတယ်အဲ့နောက်တစ်ခုအနေနဲ့ပြောရမယ်ဆိုရင်ဆယ်ဗီယိုမဟုတ်ဘဲတောင်ပံကစားသမားနောက်တစ်ယောက်ကိုပြောရမယ်ဆိုတော့ရီယယ်မက်ဒရစ်ရဲ့ဒါကျွန်တော် ျွန်တော်တောင်းပန်ကစားဖြစ်တဲ့ရူဒီကိုဒါမနစ်ကတော့ကျွန်တော်မမဲ့ရပါဘယ်တော့မနစ်ကမှဒီနေ့နွေရအပြောင်းရှိမှာဒါ triangular ပုံစံမျိုးဖြစ်ဖို့အတွက်နည်းနည်းလေးနီးစပ်ခဲ့တဲ့အပြောင်းအရွှေ့တစ်ခုရှိတယ်။ Tottenham Hotspur အသင်းက Savio ကိုခေါ်မယ်။ Savio ရဲ့နေရာအတွက်ဒါကျွန်တော်တို့ City အသင်းကဒါကျွန်တော်တို့ Rudy ကိုခေါ်ဖို့အတွက်ကြိုးစားခဲ့တယ်။အဲ့ဒီမှာ Rudy ကမမဲရပဲဒါကျွန်တော်ဇာပီလွန်ဆုံးနဲ့တွေးဆုံပြီးသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးသူစကားပြောခဲ့ပြီးတော့သူ့အနေနဲ့ဒီနှစ်ဆောင်းရသည်တီတော့သူနေမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုချခဲ့တဲ့ချိန်မှာဒါ Manchester City ကလည်း okay အဲ့ Rudy ကိုခေါ်ရမရတဲ့ချိန်မှာ Savio ကိုဒါတို့အနေနဲ့မယောင်းတော့ဖြစ်သွားတယ်။အဲ့တော့ဒီနေရာမှာ Rudy ကိုကဒါကျွန်တော်တို့လက်ရှိ Seminio ရဲ့ပုံစံမျိုးတိုင်းပဲ။ဒါ Savio ကိုဒါကျွန်တော်လာမယ့်နေရာဒီမှာအသင်းဘက်ကနေဆုံးရှုံးရနိုင်တဲ့အနေအထားကိုရှိတဲ့အတွက်ကြောင့် င်လို့တို့အနေနဲ့ရူဒီကိုစိတ်ဝင်စားတယ်ရူဒီကိုကတော့ခုနကဆမ်မီညိုတက်ပို့ပြီးတော့ဒါနေရာဆုံးပို့ကစားနိုင်တယ်စန်တာဖောလည်းအမှန်တကယ်ဆမ်မီညိုတက်ကစားနိုင်ပါတယ်ကစားခြင်းရရလက်ဖွင့် right wing စာစန်တာဖောဒါကျွန်တော်ဖြစ်နိုင်မဆိုရင်တော့ AM ပုံစံမျိုးတည်တော်မှာရူဒီကိုစစားလို့ရဒါပေမဲ့ပြဿနာကလက်ရှိမှာရူဒီကိုရဲ့ဒါကျွန်တော်တို့ဈေးကဒါကျွန်တော်ဆမ်မီညိုတက်နည်းနည်းလေးတော့ပို့ပြီးတော့များနိုင်တယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်လက်ရှိမှာနောက်ဆုံး update သတင်းတွေရဆိုရင်တော့ရူဒီကိုတော့ယူရိုတန်း80နဲ့ယူရိုတန်း90လောက်ရမယ်ဒါပေမဲ့ အကယ်၍ခေါ်မယ်ဆိုရင်တော့မှ Real Madrid ကခုလက်ရှိမှာသူတို့ကစားသမားတွေခဏခဏဒဏ်ရာရနေကြမှု Rodrigo ရောင်းမယ်ဆိုရင်တော့မှဒီနှစ်ဆောင်းရသည်ဆိုရတဲ့ဆိုင်တော့လာမယ့် New Year ဒီမှာပဲဒီကစားသမားကိုရောင်းချသွားနိုင်လဲဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်နေကြတာကိုတွေ့ရမယ်။ပြောချင်တာကလက်ရှိမှာဒါကျွန်တော်တို့ Rodrigo နဲ့ပတ်သက်ပြီး City ဘက်ကတော့လက်ရှိမှာပြန်ပြီး trial လာနိုင်တယ်။ Rodrigo ကိုယ်တိုင်ကလက်ရှိမှာ La Liga နဲ့ပွဲစဉ်ဒါကျွန်တော်တို့ total အားလုံးပေါင်း10ပွဲလောက် ကန်ထားပြီးတဲ့အချိန်မှာနှစ်ပွဲပဲပွဲထွက်မှုရတာခဲ့ပြီးသူ့ရဲ့မင်းနဲ့ပတ်သက်ပြီးတော့သူ့နေသူဟာတော်တော်လေးကိုဒေါက်ဖြစ်နေတယ်လို့သိရတယ်ဒီမှာပါအဲ့ဒါနဲ့ပတ်သက်ပြီးတော့လက်ရှိမှာဒါရူဒီကိုဒါကျွန်တော်တို့စီးလီးသင်းနဲ့ပြန်လေပြီးတော့ဒါကျွန်တော်တို့ကြိုးစားသွားနိုင်မှုကြိုးစားသွားမယ်လို့သိရတယ်ဒီမှာပါတယ်နောက်ဆုံးသတင်းတစ်ခုအနေနဲ့နောက်ဆုံးသတင်းတော့မဟုတ်ဘူးနည်းနည်းအဲ့တော့ထပ်လုပ်လို့ရပါတယ်ဒါပေမဲ့သတင်းတစ်ခုအနေနဲ့ထပ်ပြီးပြောရမယ်ဆိုရင်တော့ Manchester City အသင်းရဲ့လက်ရှိဂိုးသမားဖြစ်တဲ့ Jane Trafford ကသူ့နေတဲ့ဒါမိနစ်တွေတော်တော်လေးကိုနည်းတဲ့အတွက်ကြောင့်မလို့သူ့နေတဲ့အသင်းကနေပြီးတော့ထွက်ခွာဖို့အတွက်ဆုံးဖြတ်သွားနိုင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ် jane pavone akule shimana mamaye abedaje ဂျီနိုလူဂျီဒါဒေါ်နာရမအသင်းကိုမရောက်သေးခင်အချိန်မှာသူ့နဲ့သူဟာနံပါတ်1ဂိုးသမားဖြစ်မှာမှုလို့အတွက်ကြောင့်မို့သူဒီညူကဆယ်ရဲ့ကန့်လန့်မှုကိုတော့ညင်းပယ်ပြီးတော့ဒါမန်ချက်စတာစီးတီးအသင်းကိုပြောင်းရွှေ့လာခဲ့တာဖြစ်တယ်။သူ့အနေနဲ့ဒါမန်ချက်စတာစီးတီးရဲ့လက်ရှိနီးပြဖြစ်တဲ့ဂွာဒီယိုလာကသူ့ကိုနံပါတ်1ဂိုးသမားပေးမှာဆိုတဲ့ပုံစံမျိုးဂရိကဝတ်ရခဲ့တဲ့ကြောင့်သူဟာစီးတီးအသင်းကိုပြောင်းရွှေ့ခဲ့တယ်ဖြစ်တယ်။အဲ့တော့မမေရဲ့ပဲဒါကျွန်တော်ဘန်လီအသင်းကဒါဂျိမ်းထရက်ဖူကိုဒါညူကဆယ်ကိုရောင်းဖို့တဲ့ဈေးကြီးလဲ OK ပြီးဒါကစားသမားနဲ့ဆွေးနွေးတဲ့ချိန်မှာလဲ OK ပြီးဒါညူကဆယ်ကသူ့ရဲ့ငွေကြီးအခက်ခဲကြောင့်မို့ဒါဒါဘန်လီကိုဒါကျွန်တော်ချက်ချင်းမဝယ်နိုင်မတဲ့တောင်းဆိုင်တဲ့ချိန်မှာဒါစီးတီး သင်းကဝင်ရောက်ပြီးတော့ဒါ traffic ကိုခေါ်သွားခဲ့တယ်ပဲအဓိက traffic ကိုခေါ်သွားတဲ့အချိန်မှာဒါ city သင်းက promise ပေးထားခဲ့တာကဘာလဲဆိုတော့ဒီကစားသမားကိုသူတို့အနေနဲ့ဒါအချိန်တစ်ခုကြာရင်ဒါကျွန်တော်တို့နံပါတ်1နေရာပေးမှာပါဆိုတဲ့ပုံစံမျိုးနဲ့ခေါ်ယူထားခဲ့တယ်ပဲဒါပေမဲ့အခုလက်ရှိမှာဒါ city သင်းကနော်ဒရမရောက်လာခဲ့တဲ့အချိန်မှာ chain traffic ကဒါတာမန်ပွဲစဉ်တွေဒါ of course traffic လို့ကစားသမားမျိုးကသူ့အနေနဲ့ဒါကျွန်တော်တို့သူက premier league မှာဖန်ကျင်တယ်ဒါတကယ် highest league မှာဖန်ကျင်တယ်ညူကာဆယ်လည်းလက်ရှိမှာ champion league ထဲမှာရောက်နေတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဒါညူကာဆယ်မှာသာပြောင်းလိုက်မယ်ဆိုမှန်ကန်သွားမယ်ဆိုတဲ့အချက်ကသူ့အနေနဲ့တော်တော်လေးကိုကွဲနေတယ်အဲ့တော့လက်ရှိမှာသူ့အနေနဲ့လုံးဝမပြောဘူးပေါ့ဗျာသူ့နဲ့သူကတော့လက်ရှိမှာ city ဘက်ကဂရီကုတ်ဝတ်တွေထားခဲ့တာသူ့အနေနဲ့ဖောက်ဖျက်ခံရတယ်လို့သူ့အနေနဲ့ခံစားမိတယ်ဒါကြောင့်မလို့လက်ရှိမှာ James Bradford အနေနဲ့လာမယ့်ဒါဆောင်းရည်အပြောင်းအရွှေ့မှာသူ့အနေနဲ့အသင်းပြောင်းခြင်းနဲ့သူ့ကိုတစ်ချိန်ကခေါ်ယူခဲ့မယ်လို့ကြိုးစားခဲ့တယ်ဒါကျွန်တော်တို့ ညူကာဆယ်ယူနိုက်တက်အသင်းကဂျိမ်းဒရဖူကိုပြန်ပြီးတော့ခေါ်ယူခြင်းနဲ့နေထားမှာတော့ရှိတယ်။ဒါပေမဲ့လက်ရှိမှာဒါကျွန်တော်တို့ရမ်ဇီကိုခေါ်ယူထားပြီးဖြစ်ပြီးတော့ဒါလက်ရှိမှာနစ်ဘော့ကလည်းလက်စွမ်းပြန်ပြကြဂျိမ်းဒရဖူကိုဒါဈေးကြီးပေးပြီးတော့ညူကာဆယ်ယူနိုက်တက်ခေါ်ပါမှာမဟုတ်ဘူး။ဒါဂျိမ်းဒရဖူကိုလက်ရှိမှာဘယ်အသင်းကခေါ်သွားနိုင်မလဲဆိုတော့လက်ရှိမှာအခုချိန်ကျွန်တော်တို့လည်းတွေ့ဝင်နေသေးဖြစ်တယ်။ဘာလို့လဲ။ပရီးမီးယားလိမှာဂိုသမားလူတဲ့အသင်းကလက်ရှိမှာနည်းနည်းလာခဲ့ပြီးဖြစ်တယ်ပေါ့နော်။အရင်တော့လည်းမများတော့ဘူး။ကျွန်တော်တို့အသည့်ကြီးစုပူဆိုးတယ်။အဲ့တော့အသင်းလက်ထဲမှာတော့သူ့အနေနဲ့ဒါကျွန်တော်ခေါ်သွားနိုင်မယ့်အနေအထားတွေတော့ရှိတယ်။အမျိုးမျိုးတော့ရှိရဲ့။ဒါပေမဲ့ ဂျင်ထရဖို့ကိုယ်တိုင်ကသူ့အနေနဲ့သူရွေးချယ်မှုမှာယွင်းခဲ့တယ်လို့သူ့ကိုသူယူဆပြီးလာမဲ့ဆောင်းရသည့်အပြောင်းရွှေ့မှာတော့ကစားသမားကတော့အတင်းကနေထွက်ဖို့တပင်ဆလာခဲ့တယ်။ရှီသင်းကလည်းရှိမှာကစားသမားကိုတော့ကျွန်တော်တို့သူတို့ဝယ်ရင်းစည်းပုံစံမျိုးတိုင်းပြန်ရခဲ့မယ်ဆိုရင်တော့ပြန်ရောက်မှုအတွက်ပြင်ဆင်လာခဲ့ပြီလို့လည်းသိရတယ်မှာပါတယ်ပေါ့နော်။ရွှေ့ပိုက်လာဆုံးတစ်ခုအနေနဲ့အခုလည်းရှိမှာဒါကျွန်တော်တို့ Manchester City သင်းကလည်းဒါကျွန်တော်တို့တကဘာတဝမ်းလုံးစိတ်ဝင်စားနေကစားသမားကိုစိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းထွက်ပြီးထွက်လာခဲ့တယ်။တိတ်တော့လည်းမထူးဆန်းပါဘူး။ City သင်းကိုတိုင်ကလည်းကွင်းလေပိုင်းကဒီကစားသမားကိုခေါ်ယူနိုင်မယ်ဆိုရင်တော့တောင့်တင်းသွားနိုင်တဲ့နေရာမှာရှိတယ်။အဲဒီကစားသမားကလည်းရှိမှာဒါကျွန်တော် hot ဖြစ်နေတဲ့ Elliot Anderson ပဲ။ အဲ့ဒီအန်ဒါဆန်ကိုလည်းရှိမှာဒါကျွန်တော်တို့ ကမ္ဘာမှာရှိတဲ့အသင်းကြီးတော်တော်များများကစိတ်ဝင်စားနေဖြစ်တယ်။ Real Madrid ကိုတိုင်ကလည်းဒီအပြောင်းအရွှေ့မှာစိတ်ဝင်စားနေပြီး Manchester City ကလည်းဒီကစားသမားကိုစိတ်ဝင်စားရတဲ့မှာပါလာခဲ့ပြီဆိုပြီးတော့ဒါကျွန်တော်နောက်ဆုံး update သတင်းတွေရမှာကမှရေးသားခဲ့ရတွေ့ရမယ်။မကရေးသားထားပုံရဆိုလည်းရှိမှဒါကျွန်တော် Real Madrid အသင်းကတော့ဒါကျွန်တော်တို့ Elliot Anderson ကိုစိတ်ဝင်စားနေပြီး City United ဒါကျွန်တော်တို့ Newcastle United တို့ကလည်းဒီကစားသမားကိုစိတ်ဝင်စားနေဆိုပြီးရေးသားထားခဲ့ရတွေ့ရမယ်။ဒါတော့ပါပဲ။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 တို့မှာကြည့်လို့ဆိုတော့ပေါင်းအကူအညီလို့ရပါတယ်။မြန်မာလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာ မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြွတူပါတယ်ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့ညီနောက်မှာအေးစစ်စစ်တွေ့ကြတာပေါ့ကျွန်တော်ကပြီပါအောင်ဒေးဖော်ပါအော်ကျွန်တော်အရေးကြီးဆုံးချက်ပြောမိသွားနည်းနည်းထည့်ပြောလိုက်ပါအောင်မယ်အခုလက်ရှိမှာဒါသတင်းတွေထွက်နေတဲ့ဒါကျွန်တော် Manchester City နဲ့ဒါကျွန်တော် Pep Guardiola လမ်းခွဲမဲ့ဆိုတဲ့သတင်းတွေကလောကဘူးရှစ်တာဖြစ်ပါတယ်လုံးဝလုံးဝသတင်းမှားတာဖြစ်ပါတယ် Manchester City နဲ့အခုလက်ရှိမှာ Pep Guardiola ရောစာချုပ်တက်တန်းရှိရတဲ့အတိုင်းမှာဆက်နေသွားဖြစ်ပြီးတော့ ကွာဒီယိုလာနဲ့ဆာယိုတတန်တိုးတင်မတိုးတင်ဆက်ပြီးကြည့်သွားပဲဒါပေမဲ့ကွာဒီယိုလာနဲ့ခုလက်ရှိမှာပက်ဂေါလာမန်ချက်စတာစီးတီးအသင်းပြီးပြီဆိုတော့နိုင်ငံအသင်းနီးပြရင်နီးပြနီးမပြဘူးဆိုတော့အနားယူဖို့အတွက်စဉ်းစားနေပြီဆိုတဲ့သတင်းကအမှန်ပဲဒါပေမဲ့ကျွန်တော်ပက်ဂေါလာရဲ့လက်ရှိမှာမန်ချက်စတာစီးတီးနဲ့ခွာပြင်းနေပြီးတော့ဒါစီးတီးအသင်းရဲ့ယာဒီကုံထွက်ခွာသွားနိုင်မယ်ဆိုတဲ့သတင်းတွေကတော့ဘူးရှက်တာဖြစ်ပြီးတော့စီးတီးအသင်းနဲ့ဒါလက်ရှိမှာယာဒီကုံအထိကျွန်တော်မဟုတ်ယာဒီကုံအထိမဟုတ်ဘူးဒါကျွန်တော်စီးတီးအသင်းနဲ့ ကွာဒီယိုလာနဲ့ဆက်ပြီးတော့အတိုင်းအတာတစ်ခုပြီးတော့မြင်အောင်မယ်ဒါပေမဲ့သူ့အနေနဲ့ဒါကျွန်တော်တို့လာမယ့်ရာသီမှာထွက်ခွာမယ်ဆိုတဲ့တဲ့ရင်ကလက်ရှိမှာအချင်းမြင့်မရှိတဲ့တဲ့ရင်တွေဖြစ်ပါလေလို့ပြောနေတယ်ပဲကျွန်တော်တော့တောင်းပြပါအောင်အားလုံးပဲကြိုတူပါနဲ့မြန်မြန်လေးလက်ကလစ်ဖို့မေးကြပါနဲ့ဟုတ်မြန်မြန်ကလစ်မှာမြန်မြန်နေရဖြစ်ပါလေအားလုံးပဲကြိုတူပါနဲ့ကျွန်တော်တော့တောင်းပြပါအောင်ဒေးဗော်ပဲအားလုံးပဲကြိုတူပါနဲ့